မင်္ဂလာပါရှင်မေလာ20ရွှေရဘုဒ္ဓဦးနေရွှေရံကုန်ရဲ့ထူထူးခြားပြင်သတင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ဥစွာတဲ့စမဲသတင်းကတော့သခိုင်းတွင်ငလျင်ကြောင်ပျက်စီးမိတာများပြန်တက်ပေးမယ်လို့ဆိုတဲ့သတင်း။မန္တလေးငလျင်ကြီးကြောင်ပျက်စီးသွားတဲ့သခိုင်းမျိုးကမိတာတွေကို နိုင်ငံတော်ကအခမဲ့ပြန်လဲတက်ဆင်ပေးသွားမှာဖြစ်တယ်လို့စကိုင်းတိုင်းဒေသကြီးလျှက်စစ်တအားဖြန့်ပြူရေးလုပ်ငန်းကတည်ရပါတယ်။ငလင်ကြောင့်ပျက်စီးသွားတဲ့စကိုင်းမြို့အတွင်းကအိမ်သုံးနဲ့ပါဝါမီတာစရင်တွေကိုကောက်ယူထားပြီးလုံးဝပျက်စီးသွားတဲ့မီတာတွေကိုအခကျင်းွေပေးเสียရမလို့ပဲအစားထိုးပြန်လဲတက်ဆင်ပေးသွားမှာဖြစ်တယ်လို့လည်းတည်ရပါတယ်။အစားအုပ်တွေပြန်လဲတည်ဆောက်ပြီးမီတာတက်ဆင်ကအသုံးပြုနိုင်တဲ့အထိဒဏ်ကြေးပေးဆောင်တာရက်လွန်ကြေးတွေပေးဆောင်ရတာတွေကအစားဘယ်အခကျင်းွေမှပေးဆောင်เสียရမလို့ဘူးလို့လည်းတည်ရပါတယ်ရှင်။ ဆလတ်တင်စမဲတဲ့ငါတော့စကိုင်းမြို့အရှိတောင်ညိုရွာရှင်သီဝလီတော်ရွာအနီးရင်ကြောက်တွင်းပြိုကျမှုဖြစ်ပွားပြီးနှစ်ဦးသေဆုံးတဲ့တဲ့စကိုင်းမြို့အရှိတောင်ညိုရွာရှင်သီဝလီတော်ရွာအနီးရင်မေလ25ရက်မွန်လယ်ပိုင်းကကြောက်တွင်းပြိုကျမှုဖြစ်ပွားပြီးနှစ်ဦးသေဆုံးကတဦးတရားရရှိကြောင်းသိရပါဗျ။တောင်ညူရွာနဲ့ကြောက်တာကျေရွာဝင်းကျင်တို့တွင်မင်းဝင်တောင်ညူမှကြောက်များကိုထုတ်ယူကာစက်စာမုံထုတ်ရာတွင်အသုံးပြုကြောင်းသိရပါသည်။ အခုကဲ့သို့ကြောက်တင်းပြူကြမှုကြောင့်အမျိုးသမီးတဦးတရားရရှိခဲ့ပြီးကိုတန်းစော်38နှစ်နဲ့ဒေါ်တင်ဘို48နှစ်တို့တေဆုံးခဲ့ကြောင်းလည်းသိရပါဗျ။တေဆုံးခဲ့သူနှစ်ဦးအားစကိုင်းစေယုံသူပို့ဆောင်အတီးပြု၍ပြန်လည်တေဆောင်းခဲ့ကြောင်းကိုအိုးဘို Rescue အသင်းမှသိရှိရပါဗျရှင်။ထမင်းတင်ဆက်မဲ့တဲ့ငါတော့ငလျင်တဲ့ပြည်သူများတို့လူဦးရေနှစ်တန်းခွဲကျော်စွာထမင်းဟင်းများလှူဒန်းထားတဲ့တဲ့ရွှေတန်လွင်လုပ်ငန်းအုပ်စု စကိုင်းနဲ့ရွှေပန်၊မုံမန်းနီတို့ကနေပြည်တော်မန္တလေးနဲ့စကိုင်းမြို့တွေကငလင်တန်းတဲ့ပြည်သူတွေအတွက်နေ့လယ်စာညနေစာထမင်းနဲ့ဟင်းလျာတွေလှူဒန်းပေးနေရမှာမေလ26ရက်နေ့အထိလူဦးရေနှစ်သန်းခွဲကျော်စာအတွက်အာဟာရဒါနစရုတီတာထမင်းနဲ့ဟင်းလျာတွေလှူဒန်းထားပြီးဖြစ်တယ်လို့သိရပါဗျာ။ အဲ့ဒီလိုလူတန်းရာမှာနေပြည်တော်မန္တလေးနဲ့စကိုင်းမြို့တွေမှာရှိတဲ့ငလင်တန်သည့်ဖုံးတော်ကြီးအကြောင်းတွေတီလာရှင်အကြောင်းတွေဝင်ကြီးဌာနတွေရက်ွက်ကျေးရွာတွေယာယီကယ်ဆယ်ရေးစခန်းတွေနဲ့ရှာဖွေကယ်ဆယ်ရေးမှာဝိုင်းဝန်းကူညီဆောင်ရွက်ပေးနေသူတွေကိုလှူဒန်းပေးခဲ့တာဖြစ်တယ်လို့ဆိုထားကြောင်းလည်းသိရှိရပါတယ်ရှင်။နောက်ထပ်တင်ဆက်မယ့်သတင်းကတော့ကြံကင်းမြို့နယ်တွင်အကျွေးကိစ္စစကားများရာမှတမတ်ဖြစ်သူကရောက်ခမများကိုတပ်ဖြတ်တဲ့သတင်း အေရရီတိုင်းကြံငင်းမြို့နယ်စုံလဲကျေးရွာအုပ်စုစိတ်သာရွာတွင်မေလ25ရက်နနေ့7နာရီခန့်ကနှလောင်းပြိုင်လူသက်မှုဖြစ်ပွားခဲ့ကြောင်းသိရပါသည်။ဖြစ်စဉ်မှာအသက်65နှစ်အရွယ်ဦးထေမြင့်နှင့်ဇနီးဖြစ်သူ62နှစ်အရွယ်ဒေါ်ရင်ရွှေတို့နေအိမ်တွင်ရှိနေစဉ်တမက်ဖြစ်သူကကားဖြင့်ရောက်လာပြီး၎င်းတို့နှစ်ဦးအားဓာတ်ဖြင့်ထိုးသက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်။ဒေါ်ရင်ရွှေမှာအခင်းဖြစ်ရာနေရာမှာပဲတည်ဆုံသွားခဲ့ပြီးဦးထေမြင့်မှာစိတ်သာစေရုံသို့ပို့ဆောင်စဉ်ရရှိထားသောဒဏ်ရာများဖြင့်တည်ဆုံသွားခဲ့ကြောင်းသိရပါသည်။ ူသက်မှုကျူးလွန်သူအသက်62နှစ်အရွယ်တင်မောင်ဦးကိုအခင်းဖြစ်ပွားတဲ့ညနေပိုင်းတွင်ကြံကင်းမြို့နယ်ကွေးမရွာမှဖမ်းဆီးရမိခဲ့ကြောင်းနဲ့အကျွေးပြန်တောင်းရင်စကားများရာမှအခုကဲ့သို့ဖြစ်ပွားခဲ့ကြောင်းသိရှိရပါတယ်ရှင်။ဆက်လက်တင်ဆက်မယ့်သတင်းကတော့ပြီးလင်းမြို့နယ်ပြီးလင်းနကြီးသွာကာလမကြီးပေါ်ရှိဒရာအမတ်တုံမြင့်ဆောင်စခွန်အောင်မိုင်းထောက်ဖောက်ခွဲခံရတဲ့သတင်း။မေလ26ရက်နေ့နေ့ပိုင်းကမုံပြင်းနယ်ဘီလင်းမြို့နယ်တညင်ပင်ကျေးရွာရဲ့အနောက်ဘက်မီတာ300ခန့်အကွာ ်ဘီလင်းနဂျီသွားကားလမ်းမပေါ်ရှိမိုင်းနိုင်အမှတ်16မြင်းဆောင်2နဲ့3ကြားအရှိပေ80အကျိန်24ပေရှိတဲ့တန်ကူကွန်ကရစ်အမျိုးအစားတရားအမှတ်3မြင်းဆောင်18အား KNL အဖွဲ့နဲ့ PDF များကမိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့ကြကြောင်းနဲ့လူနဲ့မော်တော်ယာဉ်များဖျက်ဆီးသွားလာနိုင်ခြင်းမရှိကြောင်းသိရပါတယ်ပြစီးသွားတဲ့တရာအားတာဝန်ရှိသူများကပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများကိုစောင့်နေရရှိကြောင်းလည်းသိရပါရရှင်။ နောက်ဆုံးနဲ့ဆက်မဲ့သတင်းကတော့တောင်သာမြို့နယ်ရှိစင်တဲဝါချောင်းရေကျော်ပြီးခီးတဲ့တင်းရှင်မျိုးပါတဲ့တဲ့မန္တလေးတိုင်းတောင်သာမြို့နယ်နှဆောင်ကျေးရွာအနီးမြင်းချံတောင်သာကားလမ်းပိုင်းမှာရှိတဲ့စင်တဲဝါချောင်းမှာမေလ29ရက်နေ့နေ့ပိုင်းကလမ်းမပေါ်ရေကျော်ကရေစီးတနာကြောင်းခီးတဲ့တင်းရင်တစီမျိုးပါခဲ့ကြောင်းသိရပါတယ်အခုကဲ့သို့ရှင်မျိုးပါခြင်းကိုအနည်းရှိခြေဝါဒေတာခံများကဝိုင်းဝန်းကူညီပေးခဲ့ပြီးခရီးသည်များထိခိုက်ဒဏ်ရာမရှိခဲ့ကြောင်းဒေတာသတင်းများအရသိရှိရပါပါတယ်ရှင်။ ကျမရွှေကုံမီဒီယာကနေပြည်တွင်းမှာဖြစ်ပွားနေတဲ့သတင်းဖြစ်စဉ်များအပါအဝင်နိုင်ငံတော်ရှိထူးခြားဖြစ်စဉ်များကိုအချိန်တပင်သိရှိနိုင်ရန်ထုတ်လင်းတင်ဆက်ပေးလျက်ရှိပါတယ်။ကြည့်ရှုပေးကြတဲ့ပရိသတ်များအားလုံးကိုကျေးဇူးထူးတင်ရှိပါတယ်ရှင်။